ပါရှင်ကျမရောငုခတ်တာပါ TVU မြန်တမ်းကြားရဲ့နေ့လယ်နှစ်နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြပါပါရှင် စကိုင်းတိုင်းမုံရွာမြို့မှာအော်တိုဘားလ၄ရက်နေ့မနက်ပိုင်းကရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ဒူရဲအပါဝင်ရဲတပ်ဖွဲ့ဝင်၄ယောက်သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့ဗုဒ္ဓလင်မိုဘိုင်းတင် PMT ကရုပ်သံမှတ်တမ်းတွေနဲ့အတူအော်တိုဘားလ၈ရက်နေ့မှာထုတ်ပြန်လာပါတယ်ရွာရီဘက်ကိုဆင်းပြီးဆက်ကြီးတောင်းမှုထွက်လာတဲ့ Honda Fit ကားကိုမုံရွာမြို့နယ်ထဲမှာရှိတဲ့တာစီလန်အတောအဝိုင်းဘက်ကြားမှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ရဲတွေကမကြာခဏဆိုသလိုကားနဲ့ရွာတွေဘက်ကိုထွက်ပြီးဆက်ကြီးတောင်းလေးရှိတာကိုသတင်းကြိုရတဲ့အတွက်အကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်ကားပေါ်မှာပါလာတဲ့ဒူရဲအုပ်သိန်းစော်အပါဝင်ရဲ၄ယောက်စလုံးတိတ်ဆုံးခဲ့တယ်လို့ပကဖာတာဝန်ခံက TV ကိုပြောပါရတယ်။ တိုက်ခတ်မှုအတွင်းကားကိုမောင်းယူလို့မရတဲ့အတွက် G3 တနက်2လက်၊ကိုမမပစ္စတိုတနက်တလက်နဲ့ဖုန်း၅လုံးကိုတော့အသိရရှိခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့လည်းရဲကစစ်ကားတွေနဲ့နှိကက်စွာမောင်းနှင်တာတွေကိုမပြုလုပ်ကြဖို့မုံရွာအခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်။ ၊စကိုင်း၊မကွေးနဲ့မန္တလေးလိုမြေပြင်ဒေသမှာရှိတဲ့ကျေးရွာတွေကိုဂျက်တိုက်လေယာဉ်အစားကုန်ကျစရိတ်တပ်တာတဲ့ပါရာမော်တာ၊ချိုင်နိုပလိန်းတွေကိုပို့သုံးလာကြတယ်လို့အစိုးရခန်းစာတွေနဲ့မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါရယ်။စစ်တပ်ကဘာကြောင့်ဆက်တက်လေထီတွေကိုပို့သုံးလာတာပါလဲ။ဒါရီတောင်းကိုစိုးသူအောင်ကသတင်းပေးပို့ထားပါရယ်ရှင်။ စစ်ကောင်မရှင်တပ်ဟာသခိုင်းမကွေးနဲ့မန္တလေးတိုင်းလိုမြေပြန့်ဒေသတွေမှာကုန်ကြစရိတ်များတဲ့တိုက်လေယာဉ်တွေအစားဆက်သက်လေတီးလို့ခေါ်ကြတဲ့ပါရာမော်တာနဲ့ဂျိုင်ယိုပလိန်လိုလေယာဉ်ငယ်တွေကိုပို့သုံးလာပါတယ်။မြေပြန့်ဒေသကကြေးရွာတွေကိုအများဆုံးပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးအောက်တိုဘာ6ရက်နေ့ချောင်းမြို့နယ်တဲကဘုံတူရွာသတင်းကျွတ်မိထွန်ပွဲကျင်းပရာကိုပါရာမော်တာနဲ့ဘုံကျဲချတာကြောင့်ပြည်သူ30ဝန်းကျင်သေဆုံးခဲ့ရပါတယ်။ပြူလာနိုင်ရှိတယ်လာဖို့လည်းတည်ရတယ် ဲဒီဘက်ကိုဦးလျပြီးတော့လည်းကျွန်တော်ပြောလိုက်တော့လာပြီပြီးတော့ဒီပါမူရာရဲ့ပြန်ကန်းကြီးကလည်းအရင်ကဘူးမြင်တယ်ဘူးမြင်တဲ့အကြောင်းရဲ့အမခမကကပြီးလာတော့လေဒီကလည်းမြောင်းလီတိုက်နေတဲ့နေသားတော့ဘူးဘူးမြင်တယ်ဘူးမြင်ပြီးတော့လမ်းမှာလည်းဖြတ်သန်းမရဘူးမရတာအီးရတော့လိုက်မောင်းလိုက်ရတော့လည်းမောင်းလိုက်ကျွန်တော်ဒီကွလိလာပြီးတော့တိနေချင်းမှာချက်ချင်းအီးရဆုံးသွားတာပဲစစ်ကောမရှင်တက်ဟာပါရာမော်တာဂျိုင်ယိုပလိန်းတွေကိုမြန်မာပြည်အလဲပိုင်းကမကွေးလေတက်မဲထီလာလေတက် ပခုတ်ကူတမတရားတင်တဲ့မုံရွာနာမခလိုနေရာဒီမှာအခြေပြုပြီးတုံးဆွဲနေတာလို့မြမစစ်ဘက်ရေးရာနဲ့လုံချုံအိဆိုင်ရာလေးလာရေးအဖွဲ့ MDSI တာဝန်ရှိသူကပြောပါဗျာအလားတူပါပဲမုံရွာနာမခစီကိုပါရာမော်တာအသစ်၃စင်းထပ်ရောက်လာတဲ့အကြောင်း CDS ဆိုဟန်ပြောခွင့်ရသူကိုနေဦးမြောင်ကလည်းပြောပြပါဗျာဟုတ်ပါပြီဒီနေ့ထက်မှပိုသုံးလာလားဗျာဒီနေ့ထက်မှပိုသုံးလာရဆိုတဲ့ဟာကဟိုပါပေါ့ဒီအရင်ကကျတော့ကျွန်တော်တို့ဒီ က်တီအဲညင်းမှုလိုသကိုင်းလိုပေါ့နော်ညောင်လိုပက်တီမှာမတုံသေးဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ထဲမှာကျတော့နေရာအနံ့လိုတုံးလာတယ်အဆုံတုံးလာတာပေါ့ရေအတွက်ကလည်းတို့ပို့ပို့တိုးလာတာဆိုတော့ကျတော့အုံတုံးတဲ့အနှုံနဲ့ပုံများလာတယ်အရေးတွက်တိတိကျကျတော့မသိဘူးကျွန်တော်တို့ဒီပါရာမိုတာတော့အရင်ရှိရှိတဲ့ဟာတော့ဟို၃ဆင်းရှိတယ်ပေါ့နော်အဲ့ဒါအောင်မှာဟိုနောက်ထပ်ตรงเส้นแท้โตเลยဆိုပြီးတော့ဟိုอ่ะသိထားလိမ့်ကြအဲဒီဂျိုင်းကိုကော်တာကော်ရာတော့သူဟိုပနဖင်းရှောင်းနေလဲဆိုတာတော့မသိဘူးဒါပေမဲ့သုံးတာတော့ရှိတယ်လက်ပါရာမော်တာနဲ့ဂျိုင်းကိုပလိန်းဆိုတာဘယ်လိုစွမ်းဆောင်ရည်ရှိပါသလဲ ါရာမော်တာဆိုတာကတော့အင်ဂျင်နဲ့လေဒီတက်ဆင်ထားပြီးလေရင်တွေလိုပြေးလမ်းကြောင်းမလိုပဲအစင်အတက်ပြုတ်လုံနိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့မြန်နှုန်းက30ကနေ60ကီလိုမီတာအထိပဲရှိတာကြောင့်0.5လို့တနက်တွေနဲ့ပြစ်ချနိုင်ပါတယ်။ဂျိုင်ယိုပလိန်တွေကတော့ဟဲလီကော်ပတာလိုပုံသဏ္ဍာန်ရှိပြီးမော်ရေဘော်မူတည်ပြီးတော့80ကနေ160ကီလိုမီတာအထိသွားနိုင်ပါတယ်။ဒါပေမဲ့နှစ်ခုလုံးဟာနိုင်ငံတကာမှာအပျော်စီးတာကင်းလဲတာတွေမှာအဓိကသုံးကြပြီး စစ်ရေးအနေနဲ့ဆိုရင်တော့လေချောင်းပြစ်လက်နက်တွေမရှိတဲ့ဒေသတွေနဲ့ကြေးရွာတွေအပေါ်ကိုဘုံကျဲချဖို့သုံးနိုင်ပါတယ်။လုံခြုံရေးအရာ MDSI အဖွဲ့ပြောခွင့်ရသူတယောက်ရဲ့ပြောပြချက်ကိုအတန်အစားထုတ်ဖတ်ပြထားပါတယ်။ဒီနှစ်ခုလုံးကဥတီယာထိန်ချုပ်လို့သိပ်မလွယ်ဘူး။လေးတိုင်နှုံးမခံဘူး။တစ်ပင်တောတောင်တွေများရင်ပင်လယ်ကမ်းခြေဒေသတွေမှာသုံးလို့မရဘူး။အဲဒါကြောင့်သူကမြေပြန့်ဒေသတွေမှာသုံးတယ်။ပြီးတော့အောက်မှာ point 5လို့စက်တနက်အကြီးရှိရင်သူကအချိန်လေးနဲ့တော့ကြာမှာပဲ။ ဒါကြောင့်မြေပြန့်ဒေတာတွေမှာလည်းလေချောင်းဘုံကျတဲ့မစ်ရှင်လိုမျိုးပေါ့ညဘက်တွေမှာတိတ်တိတ်လေးအတန်လျှော့ပြီးခိုးလာတယ်။ကားတန်လောက်ရှိတာ ው ပြီးရင်အနီးကပ်ကျဲချတယ်။အဲ့ဒီလိုမျိုးတွေရွာတွေမှာအဓိကသုံးပါတယ်။တကယ်ပြစ်မဲ့လက်နက်တွေရှိတဲ့စစ်ပွဲတွေမှာတော့သုံးလို့မရဘူး။ဒီလိုအချက်တွေကြောင့်ပဲစစ်ကောင်မရှင်တဲ့ဟာမြေပြန့်ဒေတာလည်းဖြစ်လက်နက်ခရဲအာဏာမှုရှိတဲ့နေရာတွေမှာ ပါရာမော်တာနဲ့ဂျိုင်ယိုပလိန်တွေကိုပို့ပြီးတုံးလာတာလို့လေးလာသူတွေကယူဆကြပါတယ်။တစ်ဖက်မှာလည်းဝင်းဟင်ကင်းထောက်တွေအနေနဲ့ဗနန်စင်းတက်လာပြီးတော့ဘဲကိုရောက်နေတဲ့ဆိုတာကိုပဲသတင်းထောက်နိုင်တာကြောင့်ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံရလို့သတင်းအချက်အလက်ရရှိမှုနည်းပါတဲ့အရက်သားပြည်သူတွေအများဆုံးထိခိုက်သေဆုံးနေရကြောင်းကိုနွေဦးကထောက်ပြပါတယ်။ကျွန်တော်စိုးသူအောင်ပါ။妈妈，我要来。 အဲ့ဒီယခုကြွာကိုစကန်ဖတ်ပြီး DVP YouTube channel ကို subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ယခုကြွာကို စကန်ဖတ်ပြီး DVP YouTube channel ကို subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပသတင်းတွေကို အချိန်နဲ့တပြေးညီကြီးရှုလိုက်ပါရှင်ခုနှစ်ကုန်ပိုင်းမှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပြည်သူတွေဆန္ဒမဲလာရောက်ပေးကြဖို့အတွက်ရည်ရွယ်ပြီးမြို့နယ်တွေကလူစီကားရနေရာတွေမှာလှုံ့ဆော်ဆိုင်ပုတ်တွေကိုအော်တိုဘားလ9ရက်နေ့ကလိုက်လံစိုက်ထူနေပါတယ်။လူတို့အသိပညာပေးဆိုင်ပုတ်တွေကိုနိုင်ငံတော်မှစိုက်ထူနေတယ်ဆိုပြီးစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးသတင်းမီဒီယာတွေမှာလည်းဖော်ပြနေကြတာပါ။ အော်တိုဝါလာ9ရက်နေ့တရက်ထဲမှာပဲမြို့နယ်ပေါင်း54မြို့နယ်မှာအဲ့ဒီဆိုင်ပုတ်တွေကိုစိုက်ထုတ်ပြီးဖြစ်နေရလို့လည်းဖော်ပြကြပါဗျ။စစ်တပ်ကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်အခုလိုဝါဒဖြန့်ချီလှုပ်ဆော်မှုတွေကိုပြုလုပ်နေပေမဲ့လက်ရှိအချိန်ထိတော့သက်ဆိုင်ရာရက်ကြေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာကတ်ထားတဲ့မဲစင်းရင်းတွေကိုလာရောက်စစ်ဆေးသူနေပါနေစေဖြစ်တယ်လို့လည်းသိရပါဗျ။ စစ်ကောင်စီနယ်မြေနေပြည်တော်ပြင်မနာမြို့နယ်အရှိတ်တောင်မော်ဒေသကဒေသခံတွေဟာရှားနာဖြစ်ပွားတာတွေများပြားနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပြင်မနာမြို့နယ်ကိုဒစ်ကျေးရွာအုပ်စုမှာကျေးလက်စေကန်ကဆီယမတွေမရှိတော့ဘဲကျမ်းမာရေးကြီးစုပေးတဲ့အဖွဲ့တွေလည်းတနည်းမှတစ်ခါလောက်သာလာတဲ့အတွက်ရှားနာဖြစ်ပွားနေတဲ့ဒေသခံတွေစေကူတာဖို့အခက်အခဲရှိနေကြတာလို့ဆိုပါဗျ။ ။ဩဂတ်စ်လကလေးကယာနာတွေစဖြစ်နေတာဖြစ်ပြီးမြို့နယ်ဝေးတဲ့အတွက်အစိမ်းုံသွားဖို့ခက်ခဲနေကစိတ်မရှိတဲ့အတွက်မကုနိုင်ပဲယာနာတွေကူးဆက်ကုန်တာလို့ဒေသခံရွာသားတယောက်ကပြောပါရယ်။ယာနာတွေကိုကိုဒစ်ကျွာအုပ်စုကကိုဒစ် တမော်ခိုကိုတက်လေးအိမ်စုကိုတက်ရွာမနဲ့ကိုတက်ဘုံစိုးကျေးရွာတွေကလူရေတရာကျော်ဖြစ်ပွားနေတာဖြစ်ပြီးကလေးတွေမှာဖြစ်များနေတယ်လို့သိရပါဗျ။ကျေးရွာတွေကိုကျန်းမာရေးအဖွဲ့တွေလာရောက်ကြည့်ရှုပေးစီချင်ပြီးပျောက်ကင်းအောင်မကုနိုင်တဲ့အတွက်နောက်လူတွေကိုပါကူးဆက်နေတယ်လို့ကျေးရွာတာဝန်ခံကပြောပါဗျ။ကိုတက်ကျေးရွာအုပ်စုအပြင်တောင်မြင့်ကျေးရွာအုပ်စုနဲ့အလဲချောင်းကျေးရွာအုပ်စုတွေဘက်မှာလည်းအရေးပြားရာရံမှုယောဂါကူးဆက်မှုကိုအနည်းငယ်တွေ့လာရပြီလို့ဒေသခံတွေကပြောပါဗျ။ ကချင်ပြည်နယ်ဝိုင်းမော်မြို့ခလာယာ58တရင်ကနေလက်မြန်ရွာအထိထိုးစစ်ဆင်တက်ဆွဲထားတဲ့စစ်ကော်မရှင်ပူပေါင်းတပ်တွေကို KIA ပူပေါင်းတပ်ဖွဲ့ကပြန်လည်တိုက်ခိုက်ရှင်းလင်းထားနိုင်ပြီဖြစ်တယ်လို့သိရပါဗျ။ဟနသတင်းပေးပို့ထားပါရရှင်။ဝိုင်းမော်မြို့နယ်လက်မြန်တီးရွာနီးရှိစစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူပေါင်းတပ်တွေတက်ဆွဲထားတဲ့ကာကင်းစခန်းကိုကို KIA ပူပေါင်းတပ်တွေကအောက်တိုဘာ10ရက်နေ့မနက်ပိုင်းမှာတင်ပိုင်နိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကသိရပါဗျ။ ဝိုင်းမော်မျိုးရဲ့တခုဒီရောမျိုးဆောင်တက်ဖြစ်တဲ့ခလာရ58တက်ရင်ပြည်သူစစ်တပ်စခန်းရှိရာဝဉံကြီးရွာကနေလက်မြန်ကြီးရွာကလန်းနေရတဲ့အထိစစ်ကော်မရှင်ပပေါင်းတပ်တွေကလေချောင်းလန်းကြီးပြကူတွေနဲ့ပြီးခဲ့တဲ့အပတ်မှာနေရယူတက်ဆွဲလာတာဖြစ်ပါတယ်။ဒါပေမဲ့အော်တိုဘားလာရှိရနေ့မနက်9:00နာရီခွဲအစပြီးမနက်7:00နာရီအထိကျန်လူလိုက်တက်မတော်ကြံရင်နဲ့တော်လိုက်ပေါင်းတပ်တွေဘက်ကနေပြန်လည်တွားရောက်တက်ခိုက်ရှင်လင်းနိုင်ခဲ့တာဖြစ်တယ်လို့ခရင်ရှိတန်းတည်ရင်မြစ်ကပြောပါတယ်။ ယာယီကင်းစကန်ဒီဘေဘောနော်လာတီနီကဗန်နဲဆိုပီတရားပြပြီးဒီနေ့ဘယ်လိုပိုင်းပြန်တင်းလာနေလဲပေါ့အဲသူတို့ကဒီ90ရှိတဲ့ပြန်ဆိုကြတယ်ဟာလည်းနေကြရန်တင်းစီရမိတာရှိတယ်ပေါ့နော်တပွဲဘောရောလို့လို့ဆိုနေနေရလို့ဖုန်းနဲ့လာပြီးပြတာရောရှိရှိတယ်ပေါ့စစ်ကော်မရှင်ပူပေါင်းတပ်တွေရဲ့ကာကင်းစကန်တခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်စစ်တုံးပန်းတချို့ဖမ်းမိတယ်ဆိုပေမဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူး ီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့ကစစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ဘုပေါင်းတပ်တွေဟာမြင်းပြင်ကနေခမန်းချင်းအရာတရားဝန်ကျင်ခန့်အုံပြုပြီးခေရင်ရှိရာလာမြန်ရွာဘက်ကိုလက်နက်ကြီးလေးချောင်းပစ်ကူတွေနဲ့ထိုးစစ်ဆင်လာတာကြောင့်နိုင်လေတနားရီကစပြီးနောက်နေ့အောက်တိုဘာ9ရက်နေ့မနက်အစောပိုင်းအထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါရယ်အောက်တိုဘာ6ရက်နေ့ညကတိုက်ပွဲမှာလာမြန်ကျေးရွာကာလန်နေရာတချို့ကိုခင်ရင်နဲ့ဒေါ်လန်ရီတပ်တွေကဆုတ်ခွာလိုက်ရပေမဲ့အဲ့ဒီနေရာအလုံးကိုအောက်တိုဘာ10ရက်နေ့မနက်ပိုင်းမှာ ခရင်ပူပေါင်းတပ်ကပြန်လည်တင်ပိုင်လိုက်နိုင်ပြီလို့သိရပါဗျ။ PKR 2024ခုနှစ်နှစ်ကုန်ပိုင်းကစပြီးဝိုင်းမော်98တရင်ကနေဝူယန်တီယော်နာအထိစစ်တပ်ကနေရာယူတဆွဲထားနိုင်ပြီးဝူယန်အထက်လမြန်ကနေအထက်ဘက်အားလုံးကိုကချင်လူလည်ရေးတပ်မတော်ခရင်ပူပေါင်းတပ်ကထိန်းချုပ်ထားပါတယ်။စစ်ကောင်မရှင်ပူပေါင်းတပ်ကကရင်ပူပေါင်းတပ်ထိန်းချုပ်ထားတဲ့ဝိုင်းမော်မြို့နယ်လက်မြန်ကျွာဘက်ကိုလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေလုပ်ဆောင်လေးရှိတယ်လို့ဝိုင်းမော်မြို့ခံတယောက်ကပြောပါရတယ်။ ဘိုင်းမော်တိုက်ပွဲကညီရတာတော့မဟုတ်ဘူးဘောနော်လို့ပဲညီလိုက်ပြလိုက်နေနေတိုင်းဖြစ်နေဘောနော်လို့တနေ့ကြီးလဲအရင်ပြစ်တယ်ဘောနော်မြချင်းနာကနေလဲပြစ်တယ်ရဒရုန်းတွေနဲ့လဲပါသေးရဘောနော်အတခါတခါဆိုလို့ညီရညာရောလို့ပြစ်လို့တိုက်ပွဲကြီးဖြစ်ပြီးဆိုရင်မှလဲထင်ကြရတယ်ဘောနော် အာဒီရဲ့လိုဂျာထဲမှာတမတ်ကလေးလိုလေရင်နဲ့လာပြစ်တာလည်းရှိသေးရဲ့ဗျလက်ရှိဝိုင်းမော်တိုက်ပွဲအနေထားကတော့ကချင်လူလည်ရေးတမတော်ခင်ရင်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကခန်းစစ်နဲ့တာခုခံနေပြီး စစ်တပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်တွေဘက်ကလက်မြန်ရွာဘက်ကိုထိုးတက်လာရင်တိုက်ပွဲဖြစ်ပွားလိမ့်ရှိပြီးသူတို့ဘက်ကငင်ရင်တိုက်ပွဲလည်းငြိမ်တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးအပါဝင်ကမ္ပိုင်တီလန်းကျောတကျောမှာရှိတဲ့စစ်တပ်စခန်းတွေကို2024ခုနှစ်ဇွန်လမှာကချင်လူလက်ရေးတပ်မတော် GNI နဲ့တော်လိုင်းရေးတပ်ပေါင်းစုတွေဘက်ကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက်မြေရှားတတုတုဖို့ရကြည်ဖွေမျိုးနဲ့ပေါဝါဒီတာကို2024ခုနှစ်နှစ်ကုန်ပိုင်းမှာအပြီးသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာမြေရှားတပ်တူထွက်ရှိတဲ့ကြီးဖွေးပောင်ဝါလန်ဆဲစဒုံကမ်ပိုင်ဒီဖီမွန်စားတဲ့တရုတ်နယ်ဆက်မြို့နေရာတွေကိုပြန်ရဖို့ဝိုင်းမော်မြို့နယ်ခြေကစစ်မင်းသပင်တစ်ခုကနေထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်ကျွန်မဟန္နာပါ လက်ပြီးနိုင်ရတကသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။သိပ္ပံပညာရှင်တွေဖြစ်တဲ့ဆူဆူမိုခီတာငါဝါရစ်ချက်ရောဘတ်ဆန်နဲ့အိုမာယာဂီတို့ဟာမော်လီကျူးပြီးသူကပုံစံအစ်စ်ကိုဖန်တီးပြီးရာသီဥတုပြောင်းလဲမှုနဲ့ရေကြိုမရှိတာလို့စိန်ခေါ်မှုတွေကို깟တွဲဖြည့်ရှင်းနိုင်တဲ့အတွက်2025ဓာတုပိဒါဆိုင်ရာနိုဘယ်ဆုကိုအော်တိုဝါလာ၈ရက်နေမှာရခဲ့ကြပါဗျာ။ စုရှင်၃ဦးဟာကာဗွန်နိုက်အောက်ဆိုက်ကိုဖမ်းယူဖို့ဒါမှမဟုတ်အစိတ်တန်းငွေတွေကိုတူလောင်ဖို့တဲခန္ဓာရလေးလူတဲကရေကို စုယူရမှာအကျိုးရှိရှိအသုံးချနိုင်ဖို့တန်းငွေတွေနဲ့တခြားဓာတုပစ္စည်းတွေစီးဆင်းနိုင်တဲ့နေရာကျဲကြီးတွေနဲ့တတ္တူအော်ဂန်နစ်ဘောင်တွေဒါမှမဟုတ် MOFs လို့ခေါ်တဲ့မော်လီကျူးတိဆောက်ပုံတွေကိုဖန်တီးလှုပ်ဆောင်ခဲ့ကြပါဗျာ ဒီပစ္စည်းတွေထဲမှာတချို့ပစ္စည်းတွေကကြီးမားတဲ့မျက်နှာပြင်အကျယ်ဝန်းရှိပြီးအကျန်းဖြစ်အဖြစ်တကြားပွင့်အရွယ်စားလောက်ထိတင်းငယ်တဲ့အပေါက်ကလေးတွေပါတဲ့ဘလုံးကွင်းကြီးတစ်ခုလောက်မျက်နှာပြင်အကျယ်ဝန်းပါနိုင်တယ်လို့ဆိုပါတယ်ရာစုနှစ်တစ်ခုကျော်တက်တန်းရှိတဲ့ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုကိုတော်ဝင်ဆွေတင်သိပ္ပံတက္ကသိုလ်ကချီးမြှင့်ခဲ့ပြီးဆုရသူတွေဟာဆွေတင်ခရောင်းငွေ7တန်းဒေါ်လာ1.2တန်းနဲ့ကမ္ဘာကုန်သိက္ခာအရှိဆုံးသိပ္ပံပညာစုတွေကိုစုကူးနိုင်ခြင်းရဲ့ကြောကြားမှုကိုမျှဝေရယူမှာလည်းဖြစ်ပါရဲ့ရှင်။ ရုရှားရဲ့ပေါင်းဆက်စစ်ပွဲလို့ဥရောပကောင်းဆောင်တို့ကဆွဆွဲထားတယ်။ဥရောပတလွားကလေစိတ်တွေကိုအနှောက်ယှက်ပေးနေတဲ့မောင်းသူမဲ့ဒရုန်းတွေကိုပစ်ချဖို့ဂျာမနီအစိုးရကရဲတပ်ဖွဲ့ကိုအခွင့်အာဏာပေးရမှာဖြစ်ပါတယ်။အော်တိုဘာလ၈ရက်နေ့မှာအစိုးရအဖွဲ့ကသဘောတူညီခဲ့တဲ့ဥပဒေသစ်ဟာပြင်းထန်တဲ့ချင်းချောက်မှုဒါမှမဟုတ်အနေရပြုမှုကိစ္စရပ်တွေမှာပစ်ချခြင်းအပါအဝင်ဂျာမနီလေပိုင်နက်ကိုချိုးဖောက်တဲ့ဒရုန်းတွေကိုချိန်မုံဖို့ရဲတွေကအတိလင်းဖွင့်ပြထားပါတယ်။ မောင်းသူမဲ့လေရင်တွေကိုပစ်ချဖို့တခြားနည်းပညာတွေနဲ့ထိန်းချုပ်မှုလမ်းကြောင်းပြလင့်တွေကိုဖျက်တောက်ဖို့လေစာရောင်ကြီးတွေကိုသုံးတာဒါမှမဟုတ်တံပြန်ရေဒီယိုအတန်လွှင့်ဖျက်တောက်ခြင်းတွေပါဝင်ပါတယ်။ပြည်အောင်စုရဲတပ်ဖွဲ့က drone အနေရတွေကိုတိုက်ဖျက်ဖို့ခင်မီနည်းပညာကိုအသုံးပြုခွင့်ပေးထားတယ်လို့ဂျာမန်ပြည်ထောင်စုဝန်ကြီး Alexander Dobrin ကဘာလင်မှာသတင်းထောက်တွေကိုပြောခဲ့ပါတယ်။ဂျာမန်ပြည်ထောင်စုရဲတပ်ဖွဲ့အတွင်းအထူးသီးသန့် drone တိုက်ဖျက်ရေးတပ်ဖွဲ့တစ်ဖွဲ့ကိုဖန်တီးမယ်လို့ Dobrin ကပြောခဲ့ပါတယ်ရှင်။ ခုဆက်လက်ပြီးအားကစားသတင်းကိုလည်းတင်ဆက်ပေးဦးမှာပါဘလုံးဘတ်ဘီလီယနာညွန်ကဲရဲ့နောက်ဆုံးထုတ်ပြန်ချက်အရပေါ်တူဂီကျယ်ပွင့်ခရစ်စတီယာနိုရော်နယ်ဒိုဟာခံမှန်းခြေအသက်တင်ပိုင်ဆိုင်မှုဒေါ်လာ1.4ဘီလီယံအထိရှိပြီးဒါဟာဘီလီယနာအဆင့်ရောက်ရှိတဲ့ပထမဆုံးသောဘလုံးသမားဖြစ်လာပါတယ်။ အသက်40ရှိပြီဖြစ်တဲ့ဒီတိုက်စင်မှုဟာငွေကြေးရတိုးတက်လာမှုမှာ sorry Arabia Club El Nasa နဲ့ဂျွန်လာမှာချုပ်ဆိုခဲ့တဲ့စာချုပ်အစ်တကြောင့်ဖြစ်ပြီးအဲ့ဒီစာချုပ်ရဲ့တန်ဖိုးမှာဒေါ်လာတန်400ကျော်ရှိတယ်လို့သတင်းတွေမှာဖော်ပြထားကြပါဗျာ။ ဘလုံးဘတ်ရဲ့ဖော်ပြချက်အရရော်နယ်ဒိုဟာ2002ခုနှစ်ကနေ2023ခုနှစ်အတွင်းလစာငွေတည်တန့်ဒေါ်လာတန်း950ကျော်ရရှိခဲ့ပါတယ်။တစ်နှစ်ကိုဒေါ်လာ18တန်းနီးပါးတန်ဖိုးရှိတဲ့ Nike နဲ့ဆယ်စုနှစ်ကြာစောက်စာချုပ်အပြင် Armani, Castro အပါအဝင်တခြားသောအကျိုးအမြတ်များတဲ့ကြော်ညာစာချုပ်တွေကနေလည်းသူရဲ့စုစုပေါင်းကျွေးဝါမှု ကိုဒေါ်လာ185သန်းကျော်ဖြည့်ဆည်းပေးခဲ့ပါတယ်2023ခုနှစ်မှာ Manchester United ကနေ Elna Sa ကို Ronaldo ပြောင်းရွှေ့ခဲ့ခြင်းကသူ့ကိုဘောလုံးသမိုင်းတစ်လျှောက်မှာလစာအများဆုံးရရှိစေတဲ့ကစားသမားဖြစ်စေခဲ့ပါတယ်သူ့ရဲ့တစ်နှစ်တာအလုခလစာပေါင်189သန်းဒေါ်လာ238.5နှစ်တန်းရှိပြီး bonus တွေပြင် sorry club အသင်းရဲ့15ရာခိုင်နှုန်း share လည်းပါဝင်တယ်လို့သတင်းတွေမှာဖော်ပြထားကြပါတယ်ရှင် TVU မြန်တန်ကြားရဲ့နေ့လည်နှစ်နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးဦးမှာပါကျမတို့ကခတ်တာပါကျေးဇူးတင်ပါတယ်ရှင်